မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဂျွန်လ17ရက်နေ့လည်း7နာရီကနေ12ရက်နေ့နေ့လည်း7နာရီအတွင်းမလူသားဖြစ်နိုင်ခြင်းကြိုတင်ခံမှန်းချက်တွေကိုဖော်ပြပေးပါမယ်မလူသားသူတွေတဲ့အွန်လိုင်းကတော့ဒီနေ့ဂျွန်လ17ရက်နေ့နေ့လည်း7နာရီချိန်မှာကုလထောက်ပြန်ခဲ့ပါတယ်တောင်တောပင်လေကဗီယက်နမ်နိုင်ငံအရှိပဲဟိုင်နန်ကျွန်းကိုဥတီရွှေရှာနေတဲ့အာကောင်းသောပူပိုင်းမုန်တိုင်း Sub Tropical Storm 01W ရဲ့အရှိန်တက်ရောက်မှုအာကောင်းရာကနေ အားလုံးကောင်းနေတဲ့အနောက်တောင်မုတ်တုံတွေကြီးကြောင့်ပဲဂျွန်လ17ရက်နေ့နေ့လယ်7:00နာရီခွဲကနေဂျွန်လ12ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်ထိ ဝင်ရနိုင်မဲ့အခြေအနေကိုကြိုတင်ခန့်မှန်းချက်တွေဟာမြန်မာနိုင်ငံတောင်ဘက် AR တိုင်းရန်ကုန်တိုင်းမော်ပြည်နယ်ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာနောက်24နာရီအတွင်းမှာမိုးအားယုံနေနေပါမယ်။မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းမှာတော့မိုးအသင်းတင်24နာရီအတွင်းမိုးရေချိန်ဟာနှစ်လက်မကွဲအောင်ရွာသွန်းနိုင်ပါတယ်။မိုးသည်ထန်နိုင်တာတွေရှိပြီမယ်လည်းမိုးမမြား မိုးရေချိန်များပါဘူး။မကွေးတိုင်းအနောက်ဘက်ရခိုင်ရိုးမတောင်ကျောပေါ်နဲ့စစ်ရုဒ္ဒရာမြို့နယ်အတွင်းကကြီးုံကြီးဝါစင်မုံချောင်းစင် ရင်အဝင်ချောင်းပြားဒေသတွေမှာမိုးများပါမယ်။၂၄နာရီအတွင်းမိုးရေချိန်ငါးလက်မအထက်ရွာသွန်းနိုင်တယ်လို့ဆိုပါရယ်။လက်ရှိမြေရေချိန်တွေကြတော့စွန့်ရင်မှတ်ကိုကြော်တွန်ရောက်လာနိုင်ခြင်းမရှိသေးတာတွေ့ရပြီး ER တွေချင်းလင်းမြင့်ညာဒေသတွေနဲ့မြေရိုးတလျှောက်ကမိုးအားလျော့နေနေတာကြောင့်စွန့်ရင်စရာမရှိသေးတာလည်းတွေ့ရပါရယ်။မြေရိုးချောင်းရိုးတလျှောက်ကနေပိုင်းဒေသတွေမှာတော့နှစ်စဉ်မြေရေတက်ချိန်ပြင်ဆင်တင်တာကောက်ကွယ်တင်တာတွေဆောင်ရွက်ထားကြရမယ်လို့ဆိုပါရယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လဒုတိယဆေးရက်ဘက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာလေပြင်းအားနဲ့ရောင်ဝတ်တစ်ချိန်ဖြစ်ပေါ်ပါမယ်။အနောက်တောင်ဘက်တုံးလေးကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်လိုမှာအားကောင်းပါမယ်။မွေးရသွမှုခြင်းတွေကတော့နေပြည်တော်ရောင်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာရွာသွမြေထံပုံနိုင်ပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာရွာသွမြေခံမိုးထက်ကြုံရွာသွမှာမယ်နေပြည်တော်ရောင်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စ်ကန်နိုက်ဒေတာကြီးထပ်ပိုင်း ERI တိုင်းဒေတာကြီးတရင်းနိုင်တိုင်းဒေတာကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတော့9ရက်ကနေ9ရက်ကနေမရီတိုင်းဒေတာကြီးကန်နိုက်ဒေတာကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနေမှာတော့6ရက်ကနေ6ရက်ကမိုးထက်ကြုံရတော့ပါမယ်။ မြည်ရချင်းတွေကတော့ AR မြည်ကတော့မြကျင်းသားမျိုးပုံပေါ်မျိုးနဲ့ရွှေကူမှာတော့၂ပေကနေ၄ပေကလက်ရှိရင်မတည်တက်မြင့်တက်လာနိုင်ပြီးတော့ကတာမျိုးနဲ့တပင်ချင်းမှာတော့၄ပေကနေ၆ပေကမန်းလေးမျိုးစကိုင်းမျိုးမြင်းမှုမျိုးပခုတ်မှုမျိုးညောင်မျိုး၆မျိုးမြင်းမှုမျိုးမကွေးမျိုးအောင်းလံမျိုးပြည်မျိုးစိတ်သားမျိုးညင်သားမျိုးနဲ့စလုံးမှာတော့၇ပေကနေ၉ပေကလက်ရှိရင်မတည်အောင်ကြာစင်ပါမယ်။ချင်းလေးမြည်ကတော့ခန်းလေးမျိုးနဲ့ဟ ோம் လင်းမှာ၂ပေကနေ၄ပေကလက်ရှိရင်မတည်တက်မြင့်တက်လာနိုင်ပြီးတော့ဖောင်းမြင်းမျိုးနဲ့မော်လိုက်မျိုးတွေမှာတော့၃ပေကနေ၅ပေကကလေးဝါမျိုးမြင်းကင်းမျိုးနဲ့ကဏီမျိုးနဲ့မုံရမျိုးတွေမှာတော့ ။ချောင်းပင်ကနေကိုပင်ကလက်ရှိရမှတ်တရအောင်ကြာစင်ပါမယ်။ဒုထရီမြည်ကတော့တိမောမြို့နယ်ရွှေစာရံမှာတော့ပြည်ဝက်ကနေတပေကစစ်တောင်းမြည်ဟာတောင်မြို့မှာတောင်ပင်ကနဲ့မရမြို့မှာတပေကရွှေချင်းမြည်ကတော့ရွှေချင်းမြို့မှာတပေဘွဲကပုဂိုးမြည်ဟာဇောင်းတို့မြို့နယ်ပုဂိုးမှာနှစ်ပေကနေသုံးပေကတန်လင်းမြည်ကတော့ဖန်မြို့မှာသုံးပေက။တောင်ရင်မြည်ကတော့မြောက်ရီမြို့မှာငါးပေကငုံမြည်ကတော့တာပေါင်းမြို့နယ်ပသိမ်မှာနှစ်ပေကစီနဲ့ဘေးလင်းမြည်ဟာဘေးလင်းမြို့မှာသုံးပေကလက်ရှိရမှတ်တေထမြင့်တက်လာနိုင်ပြီ။မြစ်တာမြည်ကတော့မန်းလေးမြို့မှာနှစ်ပေကဒေါထရီမြည်ကတော့မြင်းငယ်မြို့ မှာ9ပေကန်ငုံမြေကတော့ငတိုင်းချောင်းမြို့မှာ9ပေကန်နဲ့တိုးမြေကတော့မအိုပင်မှာ2ပေကန်လက်ရှိရင်မှတ်တွေအောက်ကြာဆင်းတော်နိုင်ပါတယ်ရှင်။ဒါအပြင်မိုးလေဝသသုတေသည်အွန်လိုင်းကလည်းတောင်တရုတ်ပင်လယ်မှာထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်ခြင်းရောဘင်္ဂလားပင်လယ်ဘက်မှာနောက်တောင်မိုးတုံလေးအားကောင်းနေတဲ့အခြေအနေရောမြန်မာနိုင်ငံထဲမှာဖြစ်လာနိုင်တဲ့မိုးလေဝသအခြေအနေတွေကို data sources တွေတုံးပြီးတော့စောင့်ကြည့်ပေးနေတယ်လို့ဆိုပါရယ်မင်္ဂလာပင်လယ်အောင်မှာတော့မုန်တိုင်းတွေဖြစ်ခဲ့တဲ့အချိန်တွေလို့မြန်မာနိုင်ငံပေါ်မှာမိုးမများရွာစေနိုင်တဲ့တင်ပြတွန်းမှုထူထပ်နေတာကိုတော့မတွေ့ရဘူးလို့ဆိုပါရယ်ဆက်လက်ပြီးတော့လည်းမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာတဲ့တောင်တိုးပင်လယ်ကလေပြင်းအားနဲ့ရောင်းဝကြောင့်မိုးနဲ့ရောင်းဝအလဲပိုင်းဒေသတွေမှာမိုးပေါ်လာနိုင်တာနဲ့မြန်မာတပြည်လုံးမိုးလေဝသအခြေအနေခံမှန်းချက်ကိုဖော်ပြပေးပါမယ်ဒီကြောင့်မလို့တာဦးရေဖြူဟာကတော့ဒီနှစ်17ရက်6လ2025ရက်နေ့မနက်7:39မိနစ်ချိန်မှာကုလထုတ်ပြန်ခဲ့ပါတယ်။ မတိုက်တောင်ဖြစ်ပေါ်မှုခြင်းတွေကတော့ကစင်ပြည်နယ်နေပြည်တော်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသတွေမှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီးတော့ကြက်တပြည်လုံးမှာတဲတူတက်စွာဖြစ်ထွန်းနေပါတယ်။တိုင်းနယ်ပြည်နယ်ဆလီနေရာတော့နဗမ်နဲ့စင်နိုင်တီမူရသွန်းနိုင်မှုခံမှန်းချက်မှာတော့ကစင်ပြည်နယ်မှာနေရာကျကျမူရသွန်းပါမယ်။မြကြီးနားမျိုးနဲ့အနီးတစ်ဝိုက်မှာတော့နေရာကွက်ကြားလောက်သာမူရသွန်းပါမယ်။စကိုင်းတိုင်းထပ်ပိုင်းမှာတော့တိမ်တင်းတင်းဖြစ်တော်နိုင်ကအလဲပိုင်းမှာနေရာကျဲကျဲအောက်ပိုင်းမှာတော့နေရာဆိတ်ဆိတ်မူရသွန်ပါမယ်။မွေရမျိုးနဲ့အနီးတစ်ဝိုက်ခံမှန်းချက်မှာတော့နေရာအနှံ့အပြားမူရသွန်ပါမယ်။ ချင်းပြည်နယ်မှာတော့နေရာဆင်းစင်အထက်ပိုင်းမှာချင်းပြည်နယ်အောက်ပိုင်းမှာနေရာဆင်းစင်နဲ့အထက်ပိုင်းမှာတော့နေရာကျဲကျဲမှုရသုံးပါမယ်။ဟန်ခါမြို့နယ်နီးတွယ်ခမန်းကျမှာတော့နေရာအနှံ့ပြမှုရသုံးပါမယ်။မန်းလေးမှာတော့နေရာဆင်းစင်မှုရသုံးနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမှုကြည့်ပါမယ်။မန်းလေးမြို့နယ်နီးတွယ်ခမန်းကျမ်းကတော့နေရာဆင်းစင်မှုရသုံးပါမယ်။နေပြည်တော်တိုင်းဒေသကြီးအတွက်ခမန်းကျမ်းကတော့နေရာဆင်းစင်မှုရသုံးနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမှုကြည့်ပါမယ်။နေပြည်တော်နယ်နီးတွယ်ခမန်းကျမ်းမှာတော့နေရာကျဲကျဲမှုအသင့်တင်ရသုံးပါမယ်။မကွေးတိုင်းမှာတော့နေရာဆင်းစင်မှုရသုံးနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမှုကြည့်ပါမယ်။မကွေး င်းမြွနဲ့အနီးတို့အတွက်ခမှန်းကြမှာတော့နေရာကျကျမိုးတင်တဲ့ရွာသွုံပါပဲ။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းမှာနေရာကွက်ကြားမိုးနှင်းငယ်ရွာသွုံနိုင်ပြီးတော့တောင်ပိုင်းမှာတော့နေရာစိစိမိုးရွာသွုံနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။တောင်ကြီးမြို့နယ်အနီးတို့အတွက်ခမှန်းကြမှာတော့နေရာအနှံ့ပြားမိုးရွာသွုံပါပဲ။ ရခိုင်ပြည်နယ်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။စစ်တွေမြို့နယ်အနီးတွိုက်တွဲခံမှန်းချက်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းပါမယ်။အေရရီတိုင်းမှာနေရာစိမ့်စိမ့်မိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။ပသိမ်မြို့နယ်အနီးတွိုက်ခံမှန်းချက်မှာတော့နေရာကျကျမိုးရွာသွန်းပါမယ်။ရောင်မြို့နယ်အနီးတွိုက်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။ ရောင်မျိုးနဲ့အနီးတစ်ပိုက်မှာတော့ခံမှန်းချက်ဟာနေရာစိမ့်စိမ့်တာမိုးရွာသွန်းပါမယ်။ပဲခူးတိုင်းဒေသကြီးမှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းနိုင်ပြီးပဲခူးမျိုးနဲ့အနီးတစ်ပိုက်အတွက်ခံမှန်းချက်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းပါမယ်။ကယားပြည်နယ်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းပြီးတော့လွိုင်းကွဲတဲ့အနီးတစ်ပိုက်ခံမှန်းချက်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းနိုင်ပါတယ်။ မွန်ပြည်နယ်မှာတော့နေရာစိမ့်စင်မှုရသွန်ပြီးတော့မော်လမြိုင်မြို့နယ်နေထွိုင်းခမန်းကျမလည်းပဲနေရာစိမ့်စင်မှုရသွန်ပါမယ်။ပြည်ရင်ပြည်နယ်အတွက်ခမန်းကျမတော့နေရာစိမ့်စင်မှုရသွန်နိုင်ပြီးဖမ်းအမျိုးနယ်အနီးတွိုင်းမှာတော့ခမန်းကျဟာနေရာစိမ့်စင်မှုရသွန်ပါမယ်။တရင်းနိုင်တိုင်းဒေသကြီးမှာတော့နေရာစိမ့်စိမ့်မှုရသွန်နိုင်ပြီးတော့တဝယ်မြို့နယ်အနီးတွိုင်းမှာလည်းပဲနေရာကျဲကျဲမှုရသွန်နိုင်ပါတယ်။ မွန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေကတော့လာမယ့်12ရက်23ရက်နေ့တွေမှာတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာလေလုမငြိမ်သက်မှုတစ်ခုဖြစ်ပေါ်လာနိုင်ပြီးတော့နောက်နှစ်ရက်အတွက်ခံမှန်းချက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မွန်းနယ်ရေဝံမြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝချုံပေါ်ဒေသတွေမှာနေရာစိတ်စိမ်မိုးတွေဆက်လက်ရွာသွန်းနေဦးမယ်လို့လည်းခံမှန်းခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ10ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်12:20မိနစ်အချိန်ကမှာတော့ချင်းပြည်နယ်တွန်းဆန်မြို့နေမော်လိုင်းမြို့ရဲ့အနောက်ဘက်38ကီလိုမီတာကွာမြောက်နယ်60ကီလိုမီတာကိုပဟောပြပြီးတော့အင်အားရတာစကေ၄ဒသမ3အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြေတွေတခုလှုပ်ခတ်ခဲ့တယ်လို့လည်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းပဲဂျွန်လ12ရက်နေ့အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ င်္ဂလာပင်လယ်အချင်းတွေကတော့ဖက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတော့တဲအသေးသေးကနေတဲလူတက်နေပြီးတော့မုတ်တုံလေဟာအာသင်းနေကနေအားကောင်းပါမယ်။ပင်လယ်ပြင်ချင်းတွေကရခိုင်ကမ်းရမြဝကြုံပေါ်ဒေသတွေနဲ့မုတ်တမကွေးမှာတော့အနောက်အနောက်တောင်ဘက်ကနေလေဟာတနအီကူ9မိုင်ကနေ10မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသင်းတဲ့ရှိပါမယ်။တင်းနိုင်ကမ်းရန်ဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကူ25မိုင်ကနေမိုင်30ကန်တခါတရံ35မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းသင်းတဲ့ကနေနိုင်ကြပါမယ်။မိုးချင်းတွေဟာနေပြီးတော့မန္တလေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရှိပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်း င်တဲ့နေ့အတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာနှံ့ပြမုတ်တကြုံရွာသွားပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးကသခိုင်းတိုင်းကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာစိမ့်စိမ့်မုတ်တကြုံရွာသွားနိုင်ပါတယ်ရှင်။